မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sunny Global Channel ကနေဒီဇင်ဘာ10ရက်နေ့အတွက်နောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တန်တမိုးသိန်းစာတဲဆုညင်ကိုထိတ်တန်းမင်းသမီးဖြစ်အောင်ဆင်တင်ပေးတော့မယ်ကိုရွှေမန်းတဲ့တင်။အစင်မရှိရင်စကားနေဆွတ်ဆွဲပြောမိလို့တရားဆွဲခံရတော့မလို့ဖြစ်နေတဲ့လှနုထွန်းတဲ့တင်။မင်္ဂလာမဆောင်ရသေးပဲဆွန်ဟန်နီမွန်ထွန်းနေလို့ဝေဖန်ခံနေရတဲ့အတွေ့တဲ့တင်။ ဗီယက်နမ်နိုင်ငံမှာနာမည်ကြီးကအမေရိကန်ဒေါ်လာတန်းချီလူငွေရပြီးကြီးကျယ်ခန်းနာရဲ့ကထိန်ပွဲခင်းနိုင်ခဲ့တဲ့ကိုရင်လေးရှင်ဦးဓမ္မသာရတဲ့တရုတ်နိုင်ငံသွားပြီးမြန်မာဥဆောင်နဲ့ခုလိုခြေပြလိုက်လို့နာမည်ကြီးတော်တဲ့မီမီကိုကိုနဲ့ဒါရိုက်တာတူတရင်မဲဖြစ်ပါရဲ့ရှင်။တန်တာမိုးတိန်စာတဲဆွငင်ကိုထိတ်တန်းမင်းသမီးဖြစ်အောင်ဆင်တင်ပေးတော်မယ်ကိုရွှေမန်။ရုပ်ရှင်လောကမှာရွှေနေတီရွှေရီရုပ်ရှင်ထုတ်လွှင့်ရင်းနဲ့ပရိုဂျူဆာကိုရွှေမန်းဆိုတာနာမည်ကြီးပြီးသားပါ။ အရှင်တို့ကတော့ဒီထုတ်လို့ရင်မျက်နှာဖုံးမင်းသမီးနေရာကိုတရုတ်ဆောင်တန်တာမိုးသိန်းကရယူထားခဲ့တာအလုံးသိပါပဲ။ကိုရွှေမန်းနဲ့တန်တာမိုးသိန်းတို့ရဲ့တန်ရုံးစဉ်ကြောင့်သူမကိုပင်တိုင်မင်းသမီးအဖြစ်မြေတောင်မြောက်ပေးခဲ့ပြီးစကားပေါင်းများစွာရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့အခြေအိကံကြမှာပြောင်းလဲကြောင်းသူတို့နှုန်းလန်းခွဲခင်ရပြီးနောက်မှာကိုရွှေမန်းကလည်းအိမ်တောင်ပြုတ်သွားခဲ့ပါတယ်။ဒီအချိန်ဒီမှာရုပ်ရှင်ထုတ်လို့ရင်းနေနေပင်တိုင်မင်းသမီးနေရာလစ်လက်သွားခဲ့ရတာကနေအခုခါမှတော့ မျိုးဆက်တဲ့လမယ်လေးတဲဆူငင်းကိုအစားထိုးပြီးထိတ်တန့်မင်းသမီးဖြစ်အောင်စင်တင်ပေးဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ရဲ့နောက်ွယ်မှာအမကန်းစာချုပ်တန်ဖိုးတစ်ခုပါဝင်နေပါတယ်။တဆူညီယာရွှေနှစ်တီရွှေရင်နဲ့တနစ်တာစာချုပ်ချုပ်ဆွန်လိုက်ပြီးတံပိုးအဖြစ်မြန်မာငွေ3000တောင်းထိရှိတယ်လို့သတင်းထွက်ပေါ်နေပါဗျ။ဒါလက်ရှိချိန်မှာဝိုင်းရင်မင်းသမီးကြီးတွေဖြစ်တဲ့ဝမ်မုံရွှေရင်ဖွဖွေးတို့တော်မရရှိနိုင်တဲ့စံချိန်ပြပမာဏတစ်ခုဖြစ်ပါတယ်။ ဒါပြင်ဒီလိုငွေကြေးမြောင်များပုံရောလိုက်တာဟာကိုရွှေမန်းရဲ့စီးပွားရေးကွက်မြင်မှုကိုလည်းပြသနေပါတယ်။လက်ရှိရုပ်ရှင်လောကမှာမင်းသားတွေကရှာပါနေသလိုမင်းသမီးတွေကလည်းရွေးချယ်စရာနေပါလာပါတယ်။ဒီအချိန်မှာဆိုရှယ်မီဒီယာပေါ်မှာ follower တန်းချီရှိပြီးနိုင်ငံတကာပြည်သက်တွေပါရရှိထားတဲ့သဲဆုံငင်းကိုမင်းသမီးတင်လိုက်တာဟာရှုံတင်ငွေအတွက်တေချာပေါ့အာမခံချက်ရှိတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။သဲဆုံငင်းဘက်ကကြည့်ရင်လည်းဒါစိန်ခေါ်မှုကြီးတစ်ခုပါပဲ။ အနာမေဘွားတို့ကလို့လှယုံနေမပြီးပဲတင်းဥဆောင်ပြပြမှုဇက်ကောင်စီရိုက်ကို ပိုင်နိုင်မှုဆိုတာကတော့သူမရဲ့ကြိုးစားမှုအပေါ်မှာမူတည်နေပါတယ်တန်တာမိုးတိုင်ကတရုတ်ဆောင်ကောင်းသူတယောက်ဖြစ်ခင်အောင်သူနေရာမှာစားထိုးဝင်ရောက်မဲ့တဲဆုံကြီးအနေနဲ့ပြည်ထောင်ရဲ့နိုင်ရှင်မှုကိုကြော်ဖြတ်နိုင်မလားဆိုတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။ကိုရွှေမန်းအနေနဲ့ဘာကြောင့်တဲဆုံကြီးကိုရွေးချယ်ခင်တာလဲဆိုတဲ့ဖြေကတော့ခိရဲ့စီချောင်းနဲ့လူငယ်ပြည်သက်ချောင်းမှာပဲ ဝင်းမုံရွှေကြီးတို့ဖွဲ့ဖွဲ့တို့ဟာအောင်မြင်နေစေဖြစ်ပေမယ့်အတိုင်းတွေရလူလက်ပိုင်းတွေရောက်ရှိလာကြပါပြီ။ရုပ်ရှင်ဈေးကွက်မှာလူငယ်ဆန်တဲ့လက်ဆက်တဲ့မျက်နှာတွေတွေကိုပရိသတ်တွေကတောင်းဆိုနာချိန်မှာဒဲဆုံငင်းကအသင့်တော်ဆုံးဖြစ်နေပါတယ်။ Miss Grand International ပြိုင်ပွဲကနေရရှိလာတဲ့နိုင်ငံတကာအတွေ့အကြုံ၊ Kimidia Fashion နဲ့လူငယ်ပရိသတ်တွေရဲ့အားပေးမှုတွေကသူမတို့ထိတ်တန့်မင်းသမီးဖြစ်တွန်းပို့ပေးမယ်အားရပါပဲ။ တန်တာမှုတင်အတွက်တော့ဒါအကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့်တဲဆူငိန်အတွက်ကတော့ရုပ်ရှင်လောကမှာထိတ်တန့်မင်းသမီးဖြစ်လာဖို့အကယ်ဒမီစုရင်ရှားနိုင်မှုအခွင့်အရေးရရှိသွားတာဖြစ်ပါတယ်။ပရိုဂျူဆာကိုရွှေမန်းရဲ့ငွေကြေးအင်အားနဲ့တွန်းတင်ပေးမှုတဲဆူငိန်ရဲ့ပင်ကိုလာနဲ့အရေးချင်းတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့မြမရုပ်ရှင်လောကမှာနောက်ထပ်စူပါစတားတစ်ပွင့်ထပ်မံပေါ်ထွက်လာဖို့ရှိနေပါတယ်။ကေပရိသက်ကြီးရဲ့တန်တာမိုးတဲ့နေရာမှာအစားထိုးပြီးနေရာရလာတဲ့တဲဆူညီရဲ့အနာဂတ်ကိုဘယ်လိုမြင်ကြပါသလဲ။ ကိုရွှေမန်းရဲ့မြေတောင်မြောက်ပေးမှုနဲ့အတူတဲဆွန်ငိန်တရားထိတ်တန်းမင်းသမီးဖြစ်လာနိုင်မလားဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်အစမရှိတဲ့ဇကားတွေဆွဆွဲပြောမိလို့တရားစွဲခံရတော့မလို့ဖြစ်နေတဲ့လှနုထုံမင်္ဂလာပါပြစ်တန်များရှင်အတက်ရွယ်နဲ့သဘင်မရှိတဲ့ကဒုံးကူမအာမနာသူပိုင်ဆိုင်ထားတဲ့ဟုံးလေးကို ဥစ္စာ၆ပြီးအမြဲတမ်းလိုလိုလင်တာယူနေတဲ့မမလာနူကတော့ဒီနေ့မှထိန်ကုန်မဲ့ပြောဆောင်လိုက်တဲ့စကားလေးကြောင့်တရားစွဲခံရမလို့တော့ဖြစ်နေပါပဲ။ဒါပေမဲ့ဒီတစ်ခါမှသူဒေါသထွက်လေထွက်ချင်စရာပါပဲ။ဘာလို့လဲဆိုတော့သူရမ်းချင်ရတဲ့ဟုံဟုံလေးကမဖောက်ပြန်တဲ့သူတယောက်နဲ့ဖောက်ပြန်သွားလို့ပဲဖြစ်ပါတယ်။ဟုံးတာဆန်းကမိသားစုဝင်အမျိုးတွေကတယောက်ယောက်နဲ့ဖောက်ပြန်လိုက်တာကြောင့်လှနှုတ်ထုံးခမရှင်ခွဲမတက်ခန်းဆိုင်ရပြီးတော့တော်တော်လေးလေးခံပြင်းခဲ့ရပါတယ် ဒါကြောင့်မို့လို့သူမရဲ့ social media အကောင့်မှာပရိသတ်တွေအားလုံးသိအောင်စာနဲ့တကွတိတိကျကျပြောဆိုလာခဲ့တာပါ။တော့တာထွက်နေတာနဲ့အလျောင်းသူမရဲ့စကလုံးတွေကဗယံမတာဖြစ်ပြီးအစင်မရှိသလိုအချိန်နဲ့ရောက်သွားတာကြောင့်ဟုံးတာဆန်ကိုတရားစွဲလို့မရတဲ့ပြင်သူမကတော့ပြန်ပြီးတော့တရားစွဲခံရတော့မယ့်အချိန်လေးကိုရောက်ရှိနေတာပါ။ဟုံးတာဆန်ဖောက်ပြန်နေတာဘသူနဲ့လဲဆိုတော့ပရိသတ်တို့သိကြပါသလား။သူရဲ့မကြီးနဲ့ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ပြိတ္တများရှင်မကြီးနဲ့မဆက်ဆံရေးဆိုတာကတွေ့တာလုံးဝမတော်ဆက်တဲ့သစိမ်းနှစ်ယောက်ဖြစ်တယ်ဆိုပေမဲ့လေကိုနဲ့ပတ်သက်တဲ့မိသားစုဝင်အမျိုးတယောက်လိုယူဆလို့ရပါတယ်ဒါပေမဲ့လေဟုံးတာဆန်းကတော့ဝလုံးကဖြတ်သွားရင်တောင်ကြိုက်တယ်ဆိုရဲကိုရွှေမန်းထံအစတရားစုံနေပါပြီအဲ့ဒီတပ်ပိုးစိုးရကပါလဲဆိုရင်သူတို့နှစ်ယောက်ဖောက်ပြန်နေတာကိုနှာနုကိုရိုင်းကမျက်စိနဲ့တန်မြင်ခဲ့ရတာပါ ဒါကြောင့်မို့လို့သူမကလည်းမျက်ရည်တွေကိုမထိန်ချုံစိတ်ကိုလည်းမထိန်ချုံနိုင်တော့ပဲဆိုရှယ်မီဒီယာမှာစာရီဆက်တိုက်တင်ပြီးတော့ပောက်ကွဲနေပါပဲ။ဟောတာစံနဲ့သူ့ရဲ့မိကြီးဖြစ်သူကနေထိုင်မတတ်ပဲဖောက်ပြန်နေတဲ့အမှုရာတွေကိုသူမကိုယ်တိုင်မြင်တွေ့ခဲ့ရတာဖြစ်လို့အခုဆိုရင်ဟောတာစံကိုသူမရဲ့အိမ်ရိတ်ကိုယ်တော်လာမနှင်းဖို့အတွက်နဲ့လုံးဝရတိပြတ်ဖြတ်တောက်ပါတယ်ဆိုတဲ့အကြောင်းစာတင်ပြီးတော့တရားဝင်ပြောပြလာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့တချို့ပြိတ္တတွေကလည်းလှနှုတ်ကိုတနာနေကြပြီမိတချို့ပြိတ္တတွေကတော့ပြီးရင်လည်းပြန်တဲကြမှာပဲဆိုပြီးဟာတာအနေနဲ့ပဲသဘောထားကြပါတယ်ကျမတို့ trend media ရဲ့ပြိတ္တကြီးတို့ရောလှနှုတ်ရဲ့ဒီဖြစ်ပျက်နေပတ်သက်လို့ဘလို့များထင်မြင်မိကြပါသလဲရှင်မင်္ဂလာမဆောင်ရသေးပင်ဆွန်ဟန်နီမွန်ထွက်နေလို့ဝေဖန်ခံနေရတဲ့အတွင်းမင်္ဂလာပါပြိတ္တများရှင့် အခုနောက်ပိုင်းမှာမြန်မာနိုင်ငံကြီးကပဲတတော်လေးကိုခင်မိလာသလားလို့ပြောရမလို့ပါပဲ။မင်္ဂလာမဆောင်ရသေးပဲအတူတူနေနေတဲ့သူတွေတပုံတစ်ခေါင်းကိုပေါ်များလာပါတယ်။နိုင်ငံသားမှုကျင်တွေဝင်ရောက်သွားတာဖြစ်တဲ့အတွက်ဒါကိုပုံမှန်အရာတစ်ခုလို့ပဲသတ်မှတ်နေကြတာပါ။အခုဆိုရင်လေနမကြီးနှုတ်ပညာရှင်ဆုံးတွဲတွဲကလုံးဝမင်္ဂလာမဆောင်ရသေးဘဲနဲ့ဟန်နီမွန်းထွက်တဲ့လူခေါင်းစဉ်တက်ပြီးတော့နိုင်ငံသားကိုယ်တော်ခီးတွေထွက်နေကြပါပြီ။ မင်္ဂလာမဆောင်ရသေးပဲဟန်နီမွန်းထွက်တဲ့ဆိုရင်ရှေ့ကလူကြီးတွေအယူဆရာကတော့တော်တော်ကိုမှအမြင်မသင့်တော်တဲ့အရာတစ်ခုဖြစ်မှာပါဒီတွဲကတော့မေပကြီးတို့အတွဲဖြစ်ပါတယ်မေပကြီးကမကြသေးခင်အချိန်ကမှပဲချစ်သူကောင်းလေးစီကနေခန္ဓာလာတဲ့ပွဲခန္ဓာတစ်ခုနဲ့လက်ထက်ခွင့်တောင်းခံခဲ့ရပါပြီအဲ့ဒီပွဲခန္ဓာပြီးမှလက်မှတ်ထိုးပြီးတော့စိစပ်ပွင့်လေးတစ်ခုကိုလည်းထပ်မံပြုလုပ်ခဲ့ကြပြန်ပါတယ် ဒါပေမဲ့အဲ့ဒီလူတွေလှုပ်ပြီးတာတော့မင်္ဂလာပွဲကိုတရားဝင်ကျင်းပခြင်းမရှိသေးပါဘူး။ကိုစီရနဲ့ချင်းမောင်အလီတို့ရဲ့တွဲလူပဲသူတို့တွဲကလည်းလက်မှတ်ပေထူရသေးတာပါ။ဒါပေမဲ့စုပြေလိုလူမျိုးတရားဝင် မင်္ဂလာဆောင်ထားခြင်းမပြုရသေးပါဘူး။အဲ့ဒီလိုမျိုးတရားဝင်မရှူရသေးတာကိုတော့အခုဆိုရင်မိပကြီးတို့ဆောင်တွေဟာဘန်ကောက်ကိုခီးထွက်ပြီးတော့ဟန်နီမွန်ထွက်နေတယ်လို့ပရိသတ်တီကိုပြောပြလာခဲ့ပါတယ်။လီလီနဲ့နဲ့မတွေ့တဲ့ပရိသတ် ဗီယက်နမ်နိုင်ငံမှာနာမည်ကြီးကအမေရိကန်ဒေါ်လာတန်းချီအလူငွေရပြီးကြီးကျယ်ခန်းနာတဲ့ကထိန်ပွဲခင်းနိုင်ခဲ့တဲ့ကိုရင်လေးရှင်ဥတ္တမသားတာကိုရင်လေးရှင်ဥတ္တမသားတာဆိုတော့ကအသက်15နှစ်အရွယ်ရှိနေပေမယ့်ခန္ဓာကိုယ်ကြီးထွားမှုနှိကွေးတဲ့ရောဂါကြောင့်ငါးနှစ်သားအရွယ်လောက်သာရှိသေးတဲ့ထူးခြားတဲ့ကိုရင်လေးတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ကိုရင်လေးရဲ့တာသနာပြုစိတ်တတ်နဲ့ဟောပြောနိုင်စွမ်းကတော့အမခံပါပဲ။ မြန်မာနိုင်ငံမှာတမကထိုင်းစီရင်နန်းစားနေပြည်ပနိုင်ငံတွေထိကြွချပြီးတာသနာပြုခီးစင်တွေဆက်တိုက်သွားရောက်နေရတာပါလက်တလုံးမှာတော့ကိုရင်လေးဟာဗီယက်နမ်နိုင်ငံမှာအကြီးကျယ်နာမည်ကြီးနေပါတယ်ဗီယက်နမ်တက္ကသိုလ်မှတွေကကိုရင်လေးကိုအထူးကြည်ညိုလေးစားကြပြီးအမေရိကန်ဒေါ်လာတန်းချီတက်မှုရှိတဲ့အလူငွေတွေကိုလှူဒန်းခဲ့ကြပါတယ်ဒီလူငွေတွေနဲ့ပဲကိုရင်လေးဟာဗီယက်နမ်နိုင်ငံမှာတန်းရချီအကုန်ချခံကကြီးကျယ်ခံလာတဲ့ကထိန်ပွဲကြီးကိုဥဆောင်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ် နိုင်ငံသားမှဒီလောက်အောင်မြင်စွာသာသနာပြုနိုင်တာကဂုဏ်ယူစရာပါပဲ။ဒါပေမဲ့တစ်ဖက်မှာလည်းမြန်မာနိုင်ငံကဝိုင်းရင်ဆရာတော်ကြီးတွေကတော့တတိပိစကားပြောကြားထားပါတယ်။ကိုရင်လေးနေနဲ့အတန်ရွယ်ငယ်ရွယ်သေးတာကြောင့်ပရိယတ်တိပရိပတ်တိစာပေကျမ်းဂန်တွေကိုအရင်ဆုံးနှက်ဆောင်တင်ယူပြီးမှသာတရားဟောတာတာသနာပြုရာတွေလုပ်တင်တယ်လို့ဆိုပါတယ်။အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့နေလေးဟောပြောနေတာကရေရှည်မှာတာသနာအတွက်ရော ကိုရင်လေးအတွက်ပါအန်ဒီအများနိုင်တယ်လို့ထောက်ပြထားကြပါတယ်။ ကေပရိတ်သက်ကြီးရဲ့နိုင်ငံရေးချားမှအောင်မြင်နေတဲ့ကိုရင်လေးရဲ့သာသနာပြုလုပ်ငန်းစဉ်တွေဘုံဘယ်လိုမြင်ကြလဲဆရာတော်ကြီးတွေရဲ့အကြံပြုချက်အတိုင်းစာပေသင်ယူမှုကိုအရင်ဦးစားပေးသင့်တယ်လို့ထင်ပါသလားတရုတ်နိုင်ငံသွားပြီးမြန်မာဝတ်စုံနဲ့အခုလိုခြေပြလိုက်လို့နာမည်ကြီးသွားတဲ့မိမိကိုကိုနဲ့ဒါရိုက်တာတုံးမင်္ဂလာပါပရိသတ်များရှင့် မြန်မာမှုမြမရဲ့အနေနဲ့မြန်မာနိုင်ငံဆိုတာဘယ်လိုပုံဖြစ်ကြောင်းကိုမိမိကိုယ်ကိုကတော့တနင်္ဂနွေကိုစားချပြပြီးတော့တရုတ်နိုင်ငံမှာချေမိုးသွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့ပြည်သက်တွေကလည်းတဟုန်တို့အားပေးမှုတွေမြင့်တက်လာခဲ့တာပါ။မိမိကိုယ်ကိုကတရုတ်နိုင်ငံကိုအတန်လွှင့်ကြီးသွားပြီးခြေပြခဲ့တာတော့မဟုတ်ပါဘူး။အကြောင်းခွင့်တိုက်ဆိုင်လို့ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံယူနန်မြို့မှာကျင်းပတဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီးမှာမိမိကိုယ်ကိုပါဝင်တရုတ်ဆောင်ထားခဲ့တယ်။တပင်တိုင်မြန်နှင်းစီရုပ်ရှင်ဇာတ်ကားကြီးကပြသဖို့အတွက်ရွေးချယ်ခြင်းခံလိုက်ရပါတယ်။ဒါဆိုရင်တကယ်ကိုမှဂုံယူစရာကောင်းတဲ့ဖြစ်ပျက်တစ်ခုလို့ပြောရမှာပါ။မြန်မာမှုမြန်မာအနေအများကြီးထည့်သွင်းထားပြီးတော့ရှိုက်ကူးထားခဲ့တဲ့ဒီကားကြီးကခုဆိုရင်တိုင်းတစ်ပါးမှာပြန်လည်ပြသခွင့်ရတော့မှဖြစ်တဲ့အတွက်ခိုင်ခိုင်ရှင်နေဖြစ်တဲ့မိမိကိုကိုနဲ့တိုင်းတာတို့ကလည်းအရှမ်းကိုဝမ်းတာနေကြတာပဲဖြစ်ပါတယ်။ ဒီစကားကြီးအောင်ဆိုရင်အဲ့ဒီကာလတုန်းကအကယ်ဒမီရမယ်လို့တောင်ပြိတက်တင်အားလုံးကမှန်ခဲ့တဲ့တင်သွေးထွက်လာအောင် ရရဆက်ဆက်အရေးသွေးပြေးမိပြီး ကောင်းမွန်ခဲ့တာပါ။ဒါပေမဲ့လည်းကံမကောင်းစွာပဲအကယ်ဒမီနဲ့လွဲချော်သွားခဲ့ရပါလေ။အစိုးရကကောင်းဆိုသလိုပဲဒီစကားကမြန်မာနိုင်ငံမှာဖောင်းမွေတန်းမွေဖြစ်ခဲ့ပေမယ့်အခုဆိုရင်တော့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရတဲ့တင်တော်တော်လေးကိုအရှင်ဝါကြီးမှာ